အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်ဒီ channel ရနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဖိုးသူတော်တိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတတိတင်တိုင်းသိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါတော့မယ်နမနေလန်းအောင်ကုံမြေတစ်ခုပေါ်မှာတည်ထားတဲ့ဖုန်ကြီးကြောင်တစ်ကြောင်ဖြစ်တယ်လို့ဖုန်ကြီးကြောင်အနောက်ဘက်မှာတော့ တောင်ကုန်းစည်ရီတစုတည်ရှိခဲ့တယ်။ဘုံကြီးကျောင်းရဲ့အရှိဘက်မှာတော့လူနေရပ်ကွက်တစ်ခုရှိပြီး အခြေခံလူရန်စားတွေအများစုနေထိုင်ခဲ့ကြတယ်။တောင်ကုန်းစည်ရတော့ဥဝေပုံလာလာပြီးဟိတ်ဆိုရင်ဘလောက်ဆိုးသွမ်းပြီးဆဲဆိုနေရတဲ့သူဖြစ်ပါစေတွေးရကြောင်းကိုဝင်ပြီးပုံမိတော့မပုံးဆိုရင်ဆရာတော်ရဲ့လက်ဆွဲတော်တာဝေးရဥကောင်းထက်ကိုတောက်ခနေရောက်လာတယ်လို့ပဲအခုလေစိုးပေတို့ကလေးတစုဆရာတော်ကြောင်းမှမွေးထားတဲ့ကြက်ကိုခိုးဖို့ကြက်ခက်ရုပ်အောင်မှာပုံနေခဲ့တယ် ဆရာတော်ကညနေပဲဆိုရင်လမ်းလျှောက်ထွက်တတ်တာမို့ဆရာတော်လစ်တာကိုချင်ကိုက်ခံကစောင့်နေကြတယ်။စိုးပင်ဆရာတော်ကြောင်းအောင်ဆင်းလာပြီကွ။တန်တိုးရဲ့စကားကြောင့်ပါလာတဲ့သူတွေကတက်ခတ်ရုံအနောက်မှာမလုံးမရှက်ဝင့်နေလိုက်ကြတယ်။ဆရာတော်ကြောင်းမြစ်ပါကိုရောက်ပြီးဆိုတာနဲ့ခြုံနေရောကာဝဲယူပြီးဆရာတော်မွေးထားတဲ့ကြက်တွေအနားကိုတိုးကပ်လာခဲ့ကြတယ်။ညနေနေဝင်ရီတရောချင်းရောက်နေပြီမို့အိတ်တန်းတက်နေကြတဲ့ကြက်တွေကမင်းကိုပေပေါ်မှာအစီအရင် တန်တို့ကအိတ်တန်းတက်နေကြတဲ့အပင်အောက်ကိုခြေတန်းလုံလုံနဲ့ကပ်သွားပြီးရေစုပ်ထားတဲ့လုံကြီးကိုလက်မှခတ်တင်းတင်းကင်ထားတယ်။မျက်စိတမိမ့်မှတကယ်မျက်စိတမိမ့်တောင်ပန်ခတ်တန်တစ်ချက်ကြားလိုက်ရတဲ့အချိန်တွင်တန်တို့ရဲ့လက်ထဲကလုံကြီးရဲ့မှာစူဖြိုးနေရဲ့ကြက်တကောင်ပါလာခဲ့တယ်။တန်တို့ဆိုတာကကြက်ခိုးတဲ့နေရာမှာဆရာတဆူဘလောက်ဖမ်းရခတ်တဲ့ကြက်ဖြစ်ပါစေတန်တို့ခိုးရင်အော်တန်တစ်ချမ်းမှမထွက်ပဲပါလာစမြဲအခုလည်း လုံချီနဲ့ပတ်ထားတဲ့ကြက်ကိုယူပြီးမြင့်မပြတ်ဖုန်ကြီးကျောင်းထဲကနေပြန်ထွက်လာခဲ့လိုက်တယ်။မီခင်တဲကနေထွက်လာတဲ့တန်ချောင်းခောက်တန်းကြောင့်ဒေါ်မီခင်တယောက်ကောက်ငင်းကျုံလုံးမဲ့ဖတ်တရုပ်ဆေးချပြီးအိမ်နောက်ဖက်ကစင်ပေါ်မှာနေရယူလိုက်တယ်။အိမ်နောက်ဖေးဘူးချန်အနီကြားလိုက်ရတဲ့အတန်ကြောင့်လက်ထဲကင်ထားတဲ့တံမီးနဲ့ထိုးကြည့်လိုက်ပြီးမှဘာမှမတွေ့ရကြောင့်ကောက်ငင်းကိုရေစိမ့်ပြီးအိမ်ထဲပြန်ဝင်မှုဟန်ပြင်ပြီးကမှတလုံးနဲ့တင်းနေရဲ့ဘူးတီကိုစိတ်မချဟန်နဲ့ လက်တရတမီနဲ့လှမ်းထိုးကကြည်လိုက်တယ်။တကြောင်သာသာရှိရဲ့ဘူးဒီကြီးကတမီအလေးအမှဝင်းငနဲ့မြင်လိုက်ရတာကြောင့်စိတ်အေးသွားပြီးတော့အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ဒေါ်မေခင်အိမ်ထဲရောက်တာနဲ့ခြံစည်းရိုးပြင်ကအမောင်တူထဲမှာအသင်းဆောင်နေကြတဲ့လူနှစ်ယောက်ကတိုင်ပင်ထားခြင်းမရှိပဲခြံစည်းရိုးကိုလွှာကနေခုံကျော်လာခဲ့တော့တယ်။ညမကြမီအခြေအတွင်ကင်းတဲ့ဘက်ကနေမှွေးပြတ်နေရင်ဟင်းနံကလေအဝေးနဲ့တူထွက်ပေါ်လာခဲ့တော့တယ်။ အုံမောင်းခောက်တံထွက်လာပြီးမကြခင်မှာဆရာတော်ကကျက်တည်ရတိုက်ထရနေသင်ငန်းယုံပြီးထွက်လာခဲ့တယ်။စွန်စားကြောင်ရောက်တော့အသိမ့်ပြင်ထားတဲ့စွန်းကိုဖုံးပေးပြီးအချိုဝဲသုံးဆောင်နေတဲ့အချိန်ဖုံမုတ်ဖေရတပည့်ရောရှောက်တင်စရာရှိလို့ပါ။အေးဘာရှောက်တင်ခြင်းလဲပြော။တပည့်ရောအင်္ဂါဘူးသီးတလုံးညာပျောက်သွားလို့ဖေရ။အဲ့ဒီဘူးသီးကိုမနေ့ကျရင်ဆရာတော်ဖေရကိုစွန်ကံမလို့ရည်စူးထားတာ။အခုတော့တပည့်ရောရီမန်းချက်တွေမပြည့်တော့ဘူးဖေရ။ဟဲ့ခင်မေ။ နေဘူးသီးပြောက်တာတေးကြတာတေးကြပါလေဖေရတပီးတော့မအိတ်ခင်ကတော့တေးချာကြည့်လိုက်ပါသေးရဲ့မင်းညာမိခင်တာဝန်ကြတာဘသူ့ရေလဲစိုးပေတို့အဖွဲလို့ကြားတယ်ဖေရအဲဒီကောင်နေအကုန်လုံးငါစီခေါ်လာခဲ့နောက်ပြီးကျက်တီရေတိုက်ထဲကတဝဲကျဲရွာထုတ်လာခဲ့ဆရာတော်ကလက်စင်းနေရင်ပြောလိုက်တာကြောင့်တိုင်းအောင်ဆရာတော်လည်းကျောင်းအောက်ကိုဆင်းသွားပြီးကပိယကိုအကျိုးကြောင့်ပြောကစိုးပေတို့အုပ်စုကိုဆင့်ခေါ်ခိုင်းခဲ့တယ်မကြခင်တဝဲကျဲနှလုံးပြူကိုလက်မှာခိုင်းကာ လူတွေကိုတရွှန်းရွှန်းရိုက်နေရစီရတော့ဒေါခင်မေတယောက်မြင်လာရတော့တယ်မင်းတို့တွေကဘူးတီခိုးရဲကဘာတူလဲတပီးရောတို့မတိမတိပါဘူးဖေရမတိဘူးဟုတ်လားဖိုးထိတ်မနေ့ကငါယူလာတဲ့အထုပ်ယူလာစမ်းဆရာတော်စကားကြောင့်ကပိယာကြီးကပလတ်စတစ်အိတ်နဲ့ထုတ်ထားတဲ့အထုပ်တစ်ခုကိုယူလာခဲ့တယ်ဟိတ်ကောင်လေးဖွင့်ကြည့်စမ်းစိုးပိတ်ကိုလည်းသူတို့ရှေ့ရောက်လာတဲ့အထုပ်ကိုဖွင့်ကြည့်လိုက်ရထိုးထိုးထောက်ထောက်ဖြစ်နေတဲ့ကြံမွေးရည်နဲ့ဘူးတီခွန်ကြီးကိုမြင်လာရတယ် ဒါရီရပါနေလေဟိုကြံမွေးနဲ့ဘူးသီးခွန်နေပါဖေရအေးမင်းတို့ကယောက်ျားဟုတ်တယ်မို့လားဟုတ်ဟုတ်ပါတယ်ဖေရအေးယောက်ျားဆိုကိုလို့ရီကိုခံရရမယ်ပြောစမ်းမင်းတို့မနေ့ကဒေါ်မီခင်အိမ်ရောက်ဘူးသီးခိုးခဲ့လားမခိုးခဲ့ဘူးလားအားလုံးအတန်မထွက်ပဲခေါင်းငိုင်းဆိုင်ကြနေခဲ့တယ်ဟဲ့ကောင်လေးငါမေးနေရလေခိုးခိုးမိပါတယ်ဖေရအေးမင်းတို့ကောင်လေးငါမွေးထားတဲ့ကြက်ကိုလည်းခိုးပြီးတက်စားကြတယ်လို့ သူများအိမ်ကဘူးသီးကိုလည်းခိုးပြီးစားကြတယ်။မင်းတို့အပြစ်မင်းတို့သိလား။သိသိပါတယ်။သိတိုင်ကိုဖတ်ထားစမ်း။ဆရာတော်စကားကြောင့်စိုးပေတို့ဖွယ်လေကျွန်းတန်တွေကိုဖတ်ပြီးအံ့ဟုတ်ကြိတ်ထားလိုက်ကြတယ်။မကြခင်တဝဲကျင်းတန်တရွှန်းရွှန်းနဲ့တူနာကျင်စွာအော်လိုက်တဲ့တန်တွေပေါ်ထွက်လာခဲ့တော့တယ်။ဒေါ်မီခင်ကတော့စိုးပေတို့ဖွယ်ရိုက်ခန့်ထီတာကိုအယားသာခံကြည့်ပြီး စိတ်ကျဉ်နဲ့သွားတဲ့ဟန်နဲ့ဆရာတော်ဦးချကပြန်သွားခဲ့တယ်။ဟုတ်ကောင်းလေး မင်းတို့ပြစ်ကဒီလောက်နဲ့မပြီးသေးဘူး။ဒီလောက်ရှင်ကြောင်းဟောင်းဘက်မှာခြုံနေများနေရမြင်တယ်မို့လား။အကုန်လုံးပြောင်းရှင်းပြီးမှပြန်ရမယ်။ကြားလား။စိုးပိတ်ော်လည်းစီရော်စကားကိုမလို့ဆန်နိုင်မယ်။ခေါင်းတငိမ့်ငိမ့်လောက်ကလူရဲတဲ့ပစ္စည်းတွေကိုထုတ်ဖို့ကပိယကြီးနောက်ကိုလိုက်သွားခဲ့ကြတယ်။ကပိယကြီး။ဟေး။ဘာတော့။စီရော်ကဒီအမိုက်ထုတ်ကိုဘယ်ကနေရသွားရလဲ။ဒါတော့ငါပဲသိမလဲ။မင်းတို့သိချင်စီရော်ကိုသွားမေးပါကွ။ဒါနဲ့လေတီလာရှင်ကြောင်းဟောင်းဘက်မှာ တရေ6တယ်ဆိုတာတကယ်ပဲလားမင်းတို့အခုသွားတဲ့ကတရေ6မ6တေချာတိရမှာပေါ့စိုးပေကိုဖွဲလဲထောင်းနေထောင်းနေနဲ့ပေါတူးနဲ့ဓမ္မရီကိုယူပြီးတိလားရှင်ကြောင်းဟောင်းရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်ရှေဟောင်းကြောင်းတိုင်းတလုံးပေးမှာတော့ထူတန်းနေရဲ့ချုံတွေကလူတရေခန့်တိမြစ်တက်နေရာကြောင့်ပါနာလဲပစ္စည်းရည်နဲ့တနာရီလောက်ခုတ်ထွင်ခဲ့ကြရတယ်ငါလက်ခွန်းထဲမှာမောလိုက်တာကွာစိုးပေကလက်တရပေါတူးကိုပြစ်ချပြီးညှိတွားလိုက်တဲ့ချိန် ကျောင်းလိုက်ထဲကနေရည်တန်တက်တဲ့တချို့ထွက်ပေါ်လာခဲ့တယ်။ဘဲကောင်ရည်လိုက်တာလဲကွ။ဟဲ့ကောင်တန်တို့မင်းလား။မင်းမေကလေးငါဘာသာချန်ရှင်းနေရ။မင်းတို့ဘာလို့ရည်ရမှာလဲ။ဒါနဲ့ကြောင်လုံးနဲ့စောမောက်လား။ဟဲ့ကောင်ဆိုပြီးမင်းရင့်နေနဲ့ငါတို့ကရည်ဖို့နေနေတာတာအသက်တောင်မနှဲရှူနေရတာ။မကြခင်မူးကလည်းချုပ်တော့မယ်။စကားမများနဲ့လောက်เสียရရှိတာလောက်ကွာ။ဆိုပြီးလေစိတ်တဲအောက်သက်သက်နဲ့ပေါတူးကိုပြန်ကမ်းပြီး ခြုံတော်ရဲကိုအားကုန်လွှဲပေါင်းလိုက်တဲ့ချိန်တိုက်ကြောင်းပေါ်ကနေငွေကြွေစေးတချို့ကိုမြင်လိုက်ရတယ်။ဟဲ့ကောင်လေးဒီမှာကြည့်စမ်းပတ်စံလေးကွ။အေးဟုတ်တယ်ငွေအကြွေပါလား။ဘယ်ဟာကြလာလဲ။ကြောင်းပြပေါ်ကနေလိတ်ကြလာတာဖြစ်မယ်။ဘယ်ဟာကြကြကွာအကုန်သာကောက်ကြ။စိုးဘိတ်ကပေါတူးကိုပြေးချပြီးငွေအကြွေစီးတွေကိုလိုက်ကောက်နေခဲ့ရ။နောက်ဆုံးအကြွေစီးစီရောက်လာတော့ကျောင်းတော်ထဲမှာရန်နေရဲ့ဖြူဖြူဖွေးဖွေးခြေအောက်တစုံမြင်လိုက်ရတယ်။တထွာလောင်နီးပါးရှိရဲ့ခြေအောက်ကိုမြင်တော့ စိုးပိတ်ကအဖေါ်ကိုမောကြည့်လိုက်ရာဖိတ်ဖြူစားကိုကိုမပတ်ထားပြီးသူ့ကိုငုံကြည့်နေတဲ့ဖိုးသူတော်တပါးကိုမြင်လိုက်ရတယ်။လူနေရန်တော်မြင်တဲ့ဖိုးသူတော်ကစိုးပိတ်ကိုမြင်တော့ပူစားနေရဲ့သွားတွေပေါ်အောင်ရှိပြလိုက်ရာ အမလီတရေတရေဆိုရဲတန်တဲ့သူစိုးပိတ်တရပစိုးကိုခွင်းတိုင်းကထွက်ပြေးပါလိရောစိုးပိတ်ပြေရောကျန်တဲ့သူတွေလည်းဘူးမသိဘာမသိနဲ့အနောက်ကနေလိုက်ပြေးခဲ့ကြတယ်။ဘုံကြီးကြောင်းရှိရောက်တော့ ငဲတန်းပါအောင်អော်ပြီးပြေးလာတဲ့စိုးပေတို့စီကိုဆရာတော်ကြွလာပြီးဟုတ်ကောင်းနေဘလို့ဖြစ်ကြရလဲတောင်းတအပြက်နာမှာဖိုးသူတို့တပောင်းမြင်းတို့ထွက်ပြေးလာတာဖယားဟုတ်လား तू ਆ မင်းတို့ကိုဘာတွေပေးလိုက်သေးလဲဘသူပေးလဲတော့မသိဘူးငွေအကျေးဆွေးတွေရောရလာတယ်ဖယားအေးရလာရင်ယူလိုက်ကြနောက်တခါသူများပစ္စည်းခိုးလို့ကတော့တောင်းတပြက်ထဲမှာပိတ်ထားမယ်ကြားလားမလုံရဲတော့ပါဘူးဖေကတပည့်တော်တို့ကြောက်ပါပြီအေးအေး ចောင်းမမငပြောသည်ရရှိရဲ့တရားတပီးယူသွားကြဆရာတော်ကအစိုးပေတို့ဖွဲ့ကိုငပြောသည်တပီးစီပေးကပြန်ခိုင်းလိုက်တော့တယ်စိုးပေတို့ဖို့သူတော်တစိနဲ့တွေ့ပြီးငွေအကျေစီရရလာတယ်ဆိုတဲ့တဲ့င်ကရောက်ွက်သေးကိုညာရင်းချင်းပြန်သွားခဲ့တယ်စိုးပေတို့ပြောတာကိုယုံနေသူရှိတယ်လို့တချို့ကတော့ပေါကရပြောတယ်ဆိုပြီးမယုံတဲ့သူတွေလည်းရှိကြတယ်ဟိတ်ကောင်တက်ဦးမင်းဟောစိုးပေတို့ပြောတာယုံလားငါကြားဘူးတာကတော့အဲ့ဒီတိုက်ပြက်ကအရင်က တီလာရှင်နေနေတာတဲ့တနေ့မှာတော့တီလာရှင်တပါကြိုးဆွဲချတေးသွားရတာနေမကြုံမလို့ပဲ၆လန့်လို့ဘသူမှမနေရတာလို့ကြားဘူးတယ်ငါလည်းမင်းပြောတယ်လို့ကြားဘူးတယ်ဒါပေမဲ့စိုးပေတို့ကဖိုးသူတော်လို့ပြောနေရပြင်ငွေတွေပါရလာတယ်လို့ပြောနေရော့တိတ်ပြီးမတင်ငါချင်းဘူးမတင်ငါမင်းကဘာလုပ်ချင်တော့လဲတိုက်ပြတ်တယ်သွားကြည့်မလို့လားအောက်မှာမင်းကငါမသွားရဲဘူးထင်နေရလားသွားရဲရင်သွားလေမင်းသွားရင်တပတ်လုံးမင်းကိုအရက်တိုက်မယ် အရရောအမီးပါမင်းတာဝန်ယူရမယ်ဘယ်လိုလဲโอเคလေသဘောတူတယ်ဒါမဲ့မင်းသွားတာတေးကြအောင်ကြောင်ပြက်တဲရဖျားဆင်းတူကိုယူလာရမယ်ဘယ်ဆင်းတူလဲကွအဲ့ဒီကြောင်ပြက်ထဲမှာစကြင်ကြောင်နဲ့ထုထားတဲ့ဖျားတဆူရှိတယ်ဆင်းတူဆိုပေမဲ့လက်တစ်ဖက်ကကျိုးနေလို့ဘသူမှမယူပဲဒီတိုင်းထားတာမင်းနေနဲ့အဲ့ဒီဆင်းတူကိုယူလာနိုင်ပြောတဲ့အတိုင်းတကားခံမယ်ကွာမင်းကကြောင်ပြက်ထဲမှာဆင်းတူရှိရဘယ်လိုသိလဲ လွန်ခဲ့တဲ့တပတ်လောက်ကဆီယာရုံနဲ့တူကြောင်းပြတ်ထဲကိုလိုက်သွားဘူးလို့ပေါ့ကွာကောင်းပြီလေခဏနေငါပြန်လာမယ်မင်းသာကတိတည်ပါစေမောင်စိုးကတက်ဥပခော့ကိုပုတ်လိုက်ပြီးအရက်ခွက်ထဲရလက်ကြံကိုတကြိုက်တည်းမောချပြစ်ကဖုန်ကြီးကြောင်းပတ်ထွက်သွားတော့တယ်ပရဲတည်ရဲ့အော်တန်ကတိတ်ဆိတ်နေတဲ့ဖုန်ကြီးကြောင်းဝင်းထဲကနေစူညံစွာထွက်ပေါ်နေခဲ့တယ်လို့တောကြောင်တချို့ရဲ့မန်းဖီတန်းကလည်းကြောင်အနောက်ဖက်ခြုံနေတဲ့ကနေတစ်ချက်တစ်ချက်ထွက်ပေါ်နေခဲ့တယ် မောင်စိုးလေဖုန်ကြီးကြောင့်အနောက်ဘက်အုတ်တတိုင်းနားရောက်တော့ဖနဲ့ကိုမစိုးကြတဲ့ထိုးပြီးအနားမှာရှိတဲ့တစ်ကန်းအုပ်ယူကအုတ်တတိုင်းမော်ခုံကြော်လိုက်တဲ့တစ်ကန်းကြောက်တဲ့နေမိပြီးထွက်လာတဲ့အတန်ကြောင့်မောင်စိုးအနောက်ကိုလှည့်ကြည့်လိုက်ရာပဒီစိတ်ကိုလက်မကင်ပြီးဇင်းကြံရှောင်းနေရဲ့ဆရာတော်ဖူးမြော်လိုက်ရတယ်မောင်စိုးမင်းမကြံကောင်းမစီရရင်လုံးမလို့လားအရှင်ဖေအားတပည့်ရောဟိုဟိုအခုချက်ချင်းပြန်တော့နောက်ထပ်ဒီလိုဖြစ်ရမျိုးထက်လို့ရင်တော့ ငါလည်းကဲနိုင်မှာမဟုတ်ဘူး။မောင်စိုးလည်းဆီယာရောဥချပြီးလာရလန်းတိုင်းပြန်ထွက်သွားခဲ့တယ်။တောင်မော်ရောက်တော့ဆီယာရောကဖျားရှစ်ကိုမြစ်တာပို့ပြီးအမျှဝင်နေတဲ့အချိန်အနောက်ဘက်လေကားကနေဒုံဒုံတိုင်းတိုင်းနဲ့တက်လာတဲ့ခြေတံကိုကြားလိုက်ရတယ်။ခြေတံတောင်မော်လည်းရောက်တော့ငြိမ့်သက်သွားတာကြောင့်အနောက်ဘက်ကိုလည်းကြည်နိုင်ရစိတ်ဆိုးဒေါသထွက်နေရဲ့ဖိုးသူတော်တပါးကိုမြင်လိုက်ရတော့တယ်။ဟဲ့မောင်သူတော်ဘလို့ကြောင့်စိတ်ဆိုးမှန်ဆိုဖြစ်နေရလဲ။ လူတွေမကောင်းဘူးဖေ။တပည့်ရောတို့တီးခတ်နေတာအခွင့်ကောင်းอยู่ကြတယ်။ဘာတွေဖြစ်ကြရလဲပြောပါဦး။တပည့်ရောတို့ဆရာတော်ဆုံးမစကားကိုအမြဲနားထောင်ခဲ့ပါတယ်။ဒီတခါတော့နားမထောင်နိုင်တာခွင့်လို့ပေးပါ။ဖိုးသူတော်ကစကားဆုံးတာနဲ့ခြောက်ကနေလက်ထွက်ပြီးအနားပေါက်ကနေပြန်ဆင်းသွားခဲ့တယ်။ဆရာတော်လည်းတခခုထူးပြီဆိုတာသိရကြောင်းကပီယာနဲ့တိုက်အုပ်ဆရာတော်ကိုအမြန်ခေါ်ပြီးကြောင်းအနှံ့လိုက်ကြည့်ရ။တိုက်ပြန်လေကားရင်မှာ အမြုပ်တစီစီထွက်ကတိတ်ဆုံးနေတဲ့မောင်စိုးကိုမြင်လိုက်ရတယ်။ငါဒီလောက်တားနေရကြတဲ့ရဒီငမိုင်သားလှုပ်ဖြစ်အောင်လှုပ်ခဲ့သေးတာဟုတ်။မောင်စိုးသေးပြီလို့ရက်လက်ရဲနေမှာပဲ။တပ်ဦးတရကောက်ကောင်ငင်ကသွေးအံ့ပြီးသေပါလေရော။သူမသေးခင်ချိန်မှာတော့ဖိုးသူတော်တွေသူ့ကိုရိုက်နေပါတယ်ဆိုပြီးအော်ဟစ်သွားတယ်ဆိုတဲ့အကြောင်းကိုမိသားစုရဲ့ထန်းအနေတဆင်ကြားခင်ရတယ်။မောင်စိုးနဲ့တပ်ဦးတို့နှစ်ယောက်သေပြီးရဲ့နောက်မှာတော့ဘုံကြီးကျောင်းထဲကတိုက်ပြင်တာကို ဘသူမှမသွားရဲတော့ပဲဆရာတော်ကလည်းဒီကိစ္စတွေဖြစ်ပြီးရဲ့အခြေအားစားလို့အပြင်းအထန်မထွက်တော့ပဲအကန်းထဲမှာပဲနေထိုင်ခဲ့တယ်လို့ကျောင်းထဲပတ်သက်တဲ့ကိစ္စအဝဝကိုလည်းတိုင်အုပ်ဆရာတော်ထံကိုသာအနှံထားလိုက်တယ်။လီလာခန့်အကြစွန်းစားဆောင်မို့တက်လာတဲ့ကိုရင်ကြီးတပါးသူနောက်မှာတော့နေပတ်ပေရင်နေတဲ့အဝိစားတွေဝိစင်ထားတဲ့ဆယ်ကျော်သက်အရွယ်ကလေးနှစ်ယောက်ပါလာခဲ့တယ်။ကိုရင်ကြီးကစွန်းဖုံးနေတဲ့ဆရာတော်ဦးချပြီးတော့ဆရာတော် ကျမ်းမာပါရဲ့လားကျမ်းမာပါတယ်ဒါနဲ့ဒီကလေးတွေကဘာသူတွေလဲတပည့်ရောရွာကကလေးတွေပါဖေရကလေးမိဘတွေကလွန်ခဲ့တဲ့လဆုံးမသွားခဲ့ရမို့ကုရကေရမဲနေရဲ့ကလေးနှစ်ယောက်ကို တပည့်ရောခေါ်လာခဲ့တာပါအင်းမင်းရောဒီမှာပဲနေမလို့လားတပည့်ရောစာဝါလာရင်ဆရာတော်เจ้าမှာနေပါမယ်ကလေးတွေကိုလည်းဒီเจ้าမှာเจ้าသားဖြစ်လက်ခံပေးပါဖေရမင်းအဆင်ပြေရဲ့ဆိုရင်ပြီးရပါပဲတိုင်အုပ်ဆရာတော်ကြီးကိုပြောပြီးနေကြပါ မောင်လုံးမောင်ပြဟာဒီနှကောင်ဘယ်သွားနေကြလဲမသိပါဘူးကပိယကြီးအော်တန်ကြောင့်ဒီကိုလုံးဖုန်နေတလူလူထားနေရဲ့ចောင်းသားနှစ်ယောက်ပြေးလာပြီးတော့ဦးလေးဘာခိုင်းမလို့လဲမင်းတို့ချင်းနေစီခိုင်းတာလုတ်ပြီးပြီလားလုတ်ပြီးပြီလေလုတ်ပြီးရင်လည်းပြီးရောမင်းတို့နှကောင်ဆောင်ရင်ဒီနားမှာပဲဆော့ကြားလားဟုတ်ကဲ့ဦးလေးမောင်လုံးနဲ့မောင်ပြကပိယကြီးစကားကိုခေါင်းတင်းငိမ့်ငိမ့်လုတ်ပြီးကစားဖို့ထွက်သွားခဲ့ကြတယ်သူတော့မင်းမညှင်းနဲ့ကွာ ဒီတရေကွင်းကစီးနဲ့မထိဘူးလေအေးလေကွာမင်းကညစ်တာပဲမောင်လုံးနဲ့မောင်ပြားကစားနေရင်ပြောလိုက်တဲ့စကားကြောင့်အိပ်ပျော်လူဆဲဆဲဖြစ်နေရဲ့ကက်ပီယာအင်းခေါင်းထောင်လာပြီးတော့အတန်ကြားတဲ့ဘက်ကိုထွက်လာလိုက်တယ်ဟင်ဒီနေ့ကဘသူနဲ့စကားပြောနေရပါလဲမဟုတ်မှလွဲရောကက်ပီယာကြီးကစားနေရင်နှစ်ယောက်အပြိုင်ညင်းခုန်နေအောင်မြင်ပြီးစိတ်ထဲထင်သွားတော့တယ်ခုနကဒီယိုလာဆန်ပြားဦးလေမင်းတို့ဘသူတွေနဲ့ဆော့နေရလဲ ဖိုးသူတော်ရင်နဲ့စော့နေရလေဘာဖြစ်လို့လဲဦးလေးဘယ်ဟာဖိုးသူတော်ရင်လဲငါလည်းမတွေးမိပါဘူးသူတို့ကတောင်ကုန်းစီကြီးအနောက်ဘက်မှာဘုံကြီးเจ้าမှနေရဲလို့ပြောတယ်ဒီသူတော်တွေအငင်းတန်နေဦးလေးကနောက်တစ်ခါသူတို့နဲ့မစော့နဲ့ကြားလာဘာဖြစ်လို့လဲဦးလေးကငါကမစော့နဲ့ဆိုမစော့နဲ့ပေါ့ကွာနှစ်ကောင်လုံးเจ้าမော်လိုက်ခဲ့ကပိယကြီးစကားကြောင့်ចောင်းသားနှစ်ယောက်ကဇီရီဘက်ကိုလှည့်ပြီးလက်ပြနှုတ်ဆက်ကလိုက်ခဲ့ကြတယ်ဟဲ့ကောင်လေးထာဆန်းထာဆန်း ခြေတော့ကိုလှုံနှူးတာကြောင့်မောင်လုံးနဲ့မောင်ပြားနှစ်ယောက်လန့်နှူးလာတယ်။ဟာသူ့တော့ပါလား။မင်းတို့ဘာလို့မလာတော့ပါလဲ။ငါတို့ကစောင့်နေရ။ကပိယရံမလွတ်လို့ကွ။ဒါနဲ့ညာဘက်ကြီးမင်းတို့ဘလူရောက်လာကြတာလဲ။ဒီနေ့ဆရာတော်မရှိဘူးလေ။ဒါကြောင့်မင်းတို့လာခေါ်တာ။ဟိုမှာကစားဖို့စောင့်နေကြပြီ။မောင်လုံးနဲ့မောင်ပြားလည်းကစားရမယ်ဆိုတာနဲ့အဲ့နေရာအနေထားပြီးတရေကွင်းထုတ်ကိုယူကအနောက်ကလိုက်သွားခဲ့ကြတော့တယ်။မောင်လုံးရေ မောင်ပြားရေ ကပ္ပိယကြီးရှာတွေ့ပြီလားမတွေ့သေးပါဘူးကိုရင်ဒီကောင်နေဘယ်သွားကြမှန်းမသိပါဘူးခလေးတွေကဒီရောက်တာမကြသေးရော့အပြင်တော့သွားမှာမဟုတ်ဘူးတနေရရမှာများအိတ်နေကြလားမသိပါဘူးဇေဒီဘက်မှာရောရှာပြီးပြီလားအဲ့ဒီဘက်ကြံသေးတယ်မရှာရသေးဘူးဒါပြင်တပည့်ရောသွားရှာလိုက်ပါအောင်မယ်ကိုရင်ကြီးကကြောင်းဝင်းနဲ့ရှာကြည့်ပါအောင်ကပ္ပိယကြီးနဲ့တောင်ကုန်းဇေဒီဘောတက်လာပြီးလိုက်ရှာရတရားထိုင်နေရဲ့လူသုံးယောက်ကလွယ်ပြီးចောင်းသားរីကိုမတွေ့ရ ဒုက္ခပါပဲဒီနောက်ကဘယ်လိုနာလျှောက်သွားနေလဲမသိပါဘူးကပ္ပယကြီးလည်းစိတ်ပေါပေါနဲ့ဂျိုဝင်တောက်မှထိုင်ကစဉ်းစားနေရဲ့ချိန်ဘသူပြောင်းနေလို့လဲဦးလေးကျောင်းသားလေးနှစ်ယောက်ပြောင်းနေလို့လိုက်ရှာနေရပါဒါနဲ့တရားထိုင်တာအနှောင့်ယှက်များဖြစ်သွားလားဗျမဖြစ်ပါဘူးကျောက်တို့လည်းခုပဲတရားဖြုတ်တာပါဒါနဲ့ညာတော့ကလေးနှစ်ယောက်ဇီဒီပေါ်တက်လာတာမြင်လိုက်တယ်ဟမ်ဟုတ်လားသူတို့နှစ်ယောက်ထဲတက်လာလားသူတို့ဘေးမှာတော့ ဖိုးသူတော်လေးတွေ၄ယောက်လောက်ပါသေးရဲ့ဒုက္ခတော့များပြီထင်ပါတယ်အဲ့ဒီဖိုးသူတော်လေးတွေကလူတွေမဟုတ်ဘူးဗျကျုပ်လည်းဒီတိုင်းစော့ကစားနေရတယ်လို့မပြောလိုက်မိအောင်တိတ်လဲစိတ်မပူပါနဲ့နေရလောက်ကြရင်ចောင်းသားနှစ်ယောက်လုံးပြန်လာအောင်ခေါ်ပေးပါမယ်ဒီအမိတ်ဆွေတို့ကဘလို့ပြန်ခေါ်มาလဲဆရာတော်မရှိတဲ့ချိန်မှာခုလိုဖြစ်တာဆိုတော့ကျုပ်လည်းအတော့ကိုခေါင်းကြည့်နေပြီကျုပ်တို့ကအတွေ့အကြုံရှိဘူးတော်မူတေချာပေါက်ပြန်ခေါ်လာပေးပါမယ် မိတ်ဆွေတို့စကားကိုယုံပြီးစောင့်နေပါမယ်။ကပိယကြီးကတပြင်းရှိတစ်ချက်ကိုခြားပြီးဇီဒီဘောကနေပြန်ဆင်းသွားခဲ့တယ်။ဆရာ၊ကျောင်းသားလေးနှစ်ယောက်ပျောက်နေရဲဆိုပြီးကြားလိုက်လို့။ဟုတ်တယ်။ဒီကလေးတွေကိုဖိုးသူတော်လေးတွေခေါ်သွားတာ။မင်းညားမြင်လိုက်သေးရဲ့။ဒါဆိုကလေးနှစ်ယောက်သူတို့စီမှာရှိနေမှာပဲ။ဘယ်လိုလုပ်ကြမလဲဆရာ။မင်းတို့နှစ်ယောက်ကဖျားပေါ်မှာပဲနေခဲ့ပါ။ငါကိုယ်တိုင်ကလေးတွေကိုပြန်ခေါ်ခဲ့လိုက်မယ်။ဆရာကတော့ဘယ်ရောက်ရောက်တခုမဟုတ်တခုကြုံလိုက်ရမှာ။ ခုလည်းထူးထူးဆန်းဆန်းဖြစ်ရနေကြုံရပြန်ပြီ။တပည့်ကျော်မောင်ကောင်းရဲ့စကားကြောင့်အောင်မြတ်သာရှိလိုက်ပြီးတော့ကလေးတွေထွက်သွားတဲ့ဘက်ကိုရှောက်လာခဲ့လိုက်တယ်။စီဒီရှိဘက်လင်ကားရင်နာရောက်တော့ငါတို့ပြန်ကြည့်မိကွ။မင်းတို့နဲ့နောက်နေ့မှလာကစားမယ်လေ။ငါတို့ကိုပြန်ပို့ပေးရော်လေကွာ။ဆိုတဲ့ငူမဲမဲတန်ကိုကြားလိုက်ရတယ်။အောင်မြတ်သာလည်းအတန်ကြားတဲ့ဘက်ကိုမျက်နှာမူပြီးအာယုံစားကြည့်လိုက်ရ။ကျောင်းသားနှစ်ယောက်ကိုပပလဲဝိုင်းပြီး ဟာတာရီမောနေကြတဲ့ဖိုးသူတော်လေးတွေကိုမြင်လာရတယ်။တဲဒီကောင်နဲ့အုပ်စုနဲ့ကိုအနိုင်ကျင့်နေကြပါလား။ဒီသားကိုဘသူအုပ်ချုပ်တာပါလဲ။စိတ်တရားတွေးလိုက်တဲ့ချိန်ရီမောနေရဲ့အတန်ဒီအကုန်ငိတ်သက်သွားခဲ့တယ်။ဖိုးသူတော်လေးတွေကြုံပြောတာအောင်ကြိုင်းအထဲမှာချုပ်ထားတဲ့ចောင်းသားနှစ်ယောက်ကိုတိုက်သေးရနေပြန်လှုပ်ပေးပါ။မဟုတ်ရင်တော့တင်တို့ကိုအုပ်ချုပ်တဲ့တိုက်ချုပ်အဖို့ပင့်ဖဲ့ပြီးဆုံးမခံရနိုင်မယ်။အောင်မြတ်တာရဲ့စကားဆုံးမှာတိုင်တန်းတွေကနေ လောင်ရည်တန်နဲ့ကျဲလောင်စွာထွက်ပေါ်လာပြီးအနီးနားမှာရှိတဲ့အုံမင့်ဘောကနေအမွေးရှိရှိနဲ့ကောင်းတကောင်ခုံဆင်းလာခဲ့တယ်။ကိုလန်းကိုသွားစမ်းအထဲမှာကလေးတွေကစားနေကြတယ်။တင်ရဘသူပါလဲ။ငါတိုက်ပထမစီစာ အမွေးရှိကောင်ပဲ။ငါတို့တိုင်နန်းနဲ့ဖြစ်နေတာအောင်ဝင်ဆွတ်ဖက်ဖို့မကြိုးစားနဲ့။သွားထွက်သွား။ကျောက်ကတင်တို့တိုင်နန်းကိစ္စအောင်ဝင်ဆွတ်ဖက်နေရမဟုတ်ဘူး။တင်တို့ကတော့ကိုနဲ့မဆိုင်တဲ့ဘဝသူတွေကိုဆွဲသွင်းထားတာ။ ဘုံကြီးចောင်းသားနှစ်ယောက်ကိုအခုပြန်လို့ပေးဖို့ပြောလိုက်ပါမဟုတ်ရင်တော့ကြုံအဆိုးမဆိုပါနဲ့အောင်မြတ်တာစကားဆုံးမှာအမွေးရှိကောင်ကသူ့ရဲ့ခန္ဓာကိုယ်အဆမတန်ကြီးထွားအောင်ဖန်ဆင်းပြီးရှေ့ရနေပိတ်ထားလိုက်တယ်။ကြုံမြစ်တာရဲခန့်လို့မရဘူးဆိုတော့လုံထုံးလုံးဒီအတိုင်းသွားရတာပေါ့။အဲဒီလိုပြောကလွယ်တဲ့အသိန်းပါလာတဲ့အင်းစမချက်ကိုမြေကြီးပေါ်ပစ်ချလိုက်တယ်ဆိုရင်ပဲတိုက်ပထမစည်းတစ်ခုလုံးမိဟုံဟုံတောက်လောက်ကုန်တယ်။အမလီပူလာရည်ရဲ့ ငါငါမခံနိုင်တော့ဘူးအင်းချက်ကိုဖယ်ပေးပါတော့အမြန်ဖယ်ပေးပါတော့အမွေးရှိကောင်ကမီဟုံဟုံတောက်နေရဲ့တိုင်စီရဲမှာပြေးလွှာရင်အတန်တကြီးနဲ့အော်နေရကြတိုက်ထဲမှာရှိရဲ့ဖူးသူတော်တွေအကုတ်ပြေးထွက်လာကြတယ်အမလီပူလိုက်တာဟဲ့အမွေးရှိကောင်ဘာဖြစ်တာလဲနင်တို့ကိုကုညီတို့ငါခုလိုမီးတောက်နေရပြီပြောတော့နင်တို့ထိမ့်နိုင်လဲဆိုအမလီပူလိုက်တာအောင်ရတာလဲတိုင်နန်းထဲကထွက်လာတဲ့ဖူးသူတော်လေးတွေကိုစိုက်ကြည့်ပြီး တိုင်ဝင်ပိရိတ်ကျိုးတွေကိုလေးပေါ်ပြစ်တင်လိုက်ရပိရိတ်ကျိုးတွေကချင်းမြင်နေရဖွာကနေဖြစ်သွားပြီဘိုးသူတော်လေးရဲ့ကိုမတင်းနေအောင်ရစ်ပတ်နေခဲ့တယ်လှုပ်စံငါတို့လှုပ်စံတင်းတော့တိုက်ချော့အဖို့မရှိရနဲ့အတော်မှွေကြတာပဲဘုံကြီးကြောင်သားနှစ်ယောက်ဘက်မှလဲခုခေါ်ထုတ်ပေးစံအာနာဆက်ပြင်းထန်လာတဲ့စကားကြောင့်ဘိုးသူတော်တွေတရားမျက်နာတရားကြည့်ပြီးငူမဲမဲဖြစ်ကုန်တယ်တဲခုထိပေကက်ကက်လုံနေရောလားခြိထားတဲ့ဂျိုးတွေကို မီဟောဟုတ်တောင်းလှုပ်လိုက်ရမလားအောင်မြတ်သားရဲ့ချိန်ချောက်တန်စကားဆုံးမှာအကြီးဆုံးဖိုးသူတော်ကညာခြေရောက်ကိုမြေကြီးနဲ့ပေါက်လိုက်ရဇီဒီလေးကအောက်ချင်နာမှာကြောင်သားလေးနှစ်ယောက်ထိုင်လျက်နေထားနေပေါ်လာခဲ့တယ်ကလေးတွေတီယိုလာခဲ့မင်းတို့ဘာလုပ်ကြသေးလဲသူတို့ကတရေကွင်းပြစ်တာမနိုင်လို့သားတို့ကိုပေးမပြန်ဘူးနောက်ပြီးအမွေးဆုပ်ဖွားကောင်းနေနဲ့လဲခြောက်သေးရဲ့မင်းတို့တော့အတော့ကိုမှွေရက်ကောင်ပဲဒီနေ့ဒီချေရဆိုင်ပြီး မင်းတို့တိုင်နန်းနေရသူတွေအပြင်လောကသားတွေကိုဆက်သွယ်လို့မရအောင်တိုက်ချုပ်အဖို့ထိန်းကြရမယ်အကုတ်တိုက်သေးပြောင်းဝင်တော့ညနေဆောင်တော့ဖုန်ကြီးကျောင်းဝင်းထဲကနေကြိတ်လုံးတန်တွှွှန်းွှန်းနဲ့တူကျောင်းသားနှစ်ယောက်ရဲ့ငိုတန်းကစီကနေထွက်ပေါ်လာခဲ့ပြီးညာဦးရန်ချိန်မှာတော့တိုင်နန်းနေရနေကြိတ်လုံးတန်တွေထွက်ပေါ်လာတယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇီရနာရာမညရေးသားထားတဲ့အောင်မြတ်တာနေဖိုးသူတော်တိုင်းဆိုတဲ့ဇာတ်လမ်းကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ အားပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်